မြမယိုရှင်လောကဆူရာကလေနော်တိုင်းလောက လောက်ကိုရှုပ်ထွေးပါတယ်ဒရိုက်တာပြင်းအိန္ဒိယကဒုညလောကတွေကမြင့်မြတ်တဲ့ဘူဆန်တို့အုပ်စုမွေးတဲ့ကိစ္စတွေကထွက်ပေါ်လာတာမကြသေးဘူးကုလေမင်းသားကြီးနေဆိုင်ရဲ့ရှုပ်တော်ပုံတွေကပေါ်လာပြန်ပြီဗျနော်ဒီကိစ္စကိုတော့ဘယ်သူမှမထုတ်ဖော်ဘူးသူရဲ့တင်ပြအရင်ကိုယ်ကထုတ်ဖော်လိုက်တာဖြစ်တယ်နေဆိုင်ရဲ့အရင်မိမနဲ့ရတဲ့တင်ပြကမိုးဆက်ချူပဲဖြစ်ပါတယ် မိုးဆက်ချိုသုံးနှစ်သမီးလောက်မှာပဲနေဆက်ကအခုစီနီမယာအစ်စ်နဲ့သူ့ရဲ့မိမနဲ့ကလေးကိုထားခဲ့ပြီးတော့ခူပြေခဲ့တာလေးဖြစ်ပါတယ်နော်အခုမိမရဲ့နောက်ကိုလိုက်ပြေခဲ့တာလို့သိရပါတယ်ဒါကြောင့်မလို့အခုမိုးဆက်ချိုကအမှုများလောကကိုပြန်လည်ဝင်ရောက်လာတဲ့အခါမှာသူ့ရဲ့အဖေကနာမည်ကြီးမင်းသားဖြစ်ကြောင်းနော်စီနီနန်နဲ့စားတဲ့မင်းသားဖြစ်ကြောင်းနဲ့နာမည်ကလေးသားရှိတယ်အခုတော့နေဆန်းဖြစ်ကြောင်းကိုအကုန်လုံးဝန်ခံလိုက်ပြီလေဖြစ်ပါတယ်တဲ့ပြောလိုက်ပြီလေဖြစ်တယ် လူ၁၀တန်းစာမုံဝဲဖြေဖို့အတွက်သူ့ဘေးကိုဖုံးဆက်တဲ့အခါမှာမှတ်ပုံတင်တွေလိုအပ်တဲ့ချက်လက်တွေတောင်းရတာပေါ့ဗျာသူ့ဘေးကအကောက်သူတခုတည်းနဲ့ပဲသူ့အမှတ်ပုံတင်ပို့ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ဘလော့သွားခဲ့ကြောင်းနောက်ပိုင်းမှာတော့ဖုန်းတွေကိုသူ့ရဲ့ဇနီးမယားအတိတ်ကသာဂိုင်းတော့ချောင်းကိုမိုးဆက်ချိုကပြောပါတယ်ခုလိုမျိုးသူ့ရဲ့အဖေဖြစ်တဲ့နေဆန်းကသူ့ကိုသုံးနှစ်အရွယ်မှာဘာကြောင့်ပြစ်ထားခဲ့တာလဲဆိုပြီးတော့သူနဲ့တစ်ခေါက်လောက်တွေ့ရင် မိလိုက်ခြင်းနဲ့အဖေကိုဆက်ဆက်ကလောက်ပဲတွေးခွင့်ရရင်ဖက်ထားလိုက်ခြင်းနဲ့ဆိုပြီးတော့မိုးဆက်ချိုရဲ့ယင်းထဲမှာရှိတဲ့ဖခင်မြေတာစာငါမှုတွေကိုအင်တာဗျူးမှာကြေကြာခဲ့တာလေးဖြစ်ပါ रे ကိုတော်မိုးဆက်ချိုကသူ့ဖေရဲ့ဇနီးမယအသည်ရဲ့ရုပ်မာမှုတွေကိုခြားပြလိုက်ပြီးလေးဖြစ်ပါ रे အဲ့ဒါကတော့ညဆိုင်ရဲ့မိမအသည်ကသူ့ကိုသူ့မိနဲ့ညဆိုင်နဲ့တရားဝင်ကွာရှင်းဖို့ကွာရှင်းစာချုပ်မှာလက်မထူပေးဖို့နဲ့ သူကနေဆိုင်ရေးသမီးအရင်ဟုတ်မဟုတ် GLA စစ်ပေးဖို့တောင်းဆိုလာမှုတွေကို နေဆိုင်ရေးသမီးဖြစ်တဲ့မိုးဆက်ချူကအင်တာဗျူးတွေမှာတည်းပဲပြောလိုက်ပြီးလည်းဖြစ်ပါရီ GLA စစ်ပေးတာကစစ်ပေးလို့ရတယ်ဒါပေမဲ့သူ့ဘေကိုပြန်ပေးမှာလားပြန်ပေးမယ်လို့အာမခိုင် GLA ချက်ချင်းစစ်ပေးမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာပြီးဖြစ်ပါရီဗျာဒီလိုမျိုးအနုမညာလောကကတိုင်းလောကတဲ့ကိုရှုပ်ထွေးနေတာကြောင့်ပြိတ္တတွေကတော့နေဆန်းကိုရွှန်ရှာမှုတည်နေကြပြီလေဖြစ်ပါ